ကျွန်တော်ဈေးကွက်ထဲမှာလုံးဝမေ့နေတဲ့ဖုန်းလုံးရှိတယ်။အဲ့ဒီဖုန်းကဘာလဲဆိုလို့ရှိရင်တော့ major phone company တွေမှာ pioneer ဖုန်းကုမ္ပဏီတွေကလည်းဖြစ်တယ်။ပြီးတော့ကျွန်တော်တို့နိုင်ငံထဲလည်းအရင်ကြီးအလန်းမွေးခဲ့တဲ့မြန်မာနိုင်ငံမှာပထမအဆုံး mobile phone တွေစကင်တဲ့အချိန်တုန်းကလည်းတကယ့်ကိုလူတိုင်းကြီးပါဒီဖုန်း brand ကိုပဲကင်ခဲ့တဲ့အထိကိုပေါက်ခဲ့တဲ့ဖုန်းလုံးရှိတယ်။အဲ့ဒီဖုန်း brand ကဘာလဲဆိုလို့ရှိရင်တော့ Huawei brand ဖြစ်ပါတယ်။ Huawei ကမှနောက်ဆုံးထွက်ထားတဲ့ series တစ်ခုဖြစ်တဲ့ Huawei Pura 70ကို long term review လုပ်ပြီးသားမှလည်းဖြစ်ပါတယ်။ အားလုံးမင်္ဂလာပေါင်းနေပြည့်စုံကြပါစေ user review tag channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်နဲ့ collaborate လုပ်ထားတဲ့ အာဒီ Apple Premium Second Product ကိုရောင်းတဲ့ Isaiah 3K လေးကိုကျွန်တော်တွားရောက်ပြီးတော့ကြည့်ပစ်ခဲ့တာပေါ့နော်။ဒီဆိုင်မှာဆိုလို့ရှိရင်အဓိကဘာလို့ရမလဲဆိုလို့ရှိရင်ကိုက iPhone နဲ့ပတ်သက်ပြီးတော့စိတ်ချယုံကြည်စွာနဲ့အယောင်းဝယ်အလဲထက်လုပ်ချင်တယ်ဆိုလို့ရှိရင်အကုန်လုံးစရအစီအပြောင်းလုပ်လို့ရတယ်။အဓိကအဖြစ်တော့ iPhone ဆိုလို့ရှိရင်လည်းသူက Second Man မဟုတ်ဘဲနဲ့အစ်စ်တွေဘာလဲလဲမှားပြီးတယ်ပေါ့နော်။ဆိုတော့အကြောင်းစိတ်ချယုံကြည်စွာနဲ့လုပ်လို့ရတယ်။အဓိကတော့ iPhone ဆိုတာထက် Apple Product တွေတော်များများရမှာပေါ့နော်။တစ်ချက်လောက်တော့ ဒါတွားရောက်ကြည့်ရှုပြီးတော့ဝယ်လို့ရတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်အတိပေးနေတာဖြစ်ပါတယ်ဗီဒီယိုလေးဆက်ပြီးတော့ကြည့်လိုက်အောင်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ user review tag channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှသလိုရှိရင်တော့ကျွန်တော် hardware ကိုမှ pure smd လေးရဲ့ long term review လေးကိုကျွန်တော်တင်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဘာလို့ကျွန်တော်ဒီဖုန်းကိုလုတ်ခဲ့လဲဆိုတဲ့ idea လေးကို runner ပြန်ပြီးတော့ဆွဲထုတ်ရလိမ့်မယ်ဘာလို့ဒီဖုန်းကိုကျွန်တော်လုတ်ဖြစ်ဖို့စဉ်းစားလိုက်လဲဆိုတော့ Huawei ကမြန်မာနိုင်ငံမှာလုံးဝမစိမ်းတဲ့ brand တစ်ခုကျွန်တော်နိုင်ငံမှာ mobile phone တွေစပြီးတော့သုံးလို့ရပြီဆိုတော့အချိန်တုန်းကလူတိုင်းနှီးပါလက်ထဲမှာ ဟာဝေးဖုန်းတွေတော်များတော့ပဲအားကိုးပြီးတော့ကိုင်းခဲ့ရတာပေါ့နော်အဲတုန်းကဆိုလို့ရှိရင်ဟာဝေးတို့တော်မှကျွန်တော်ကိုယ်တိုင်တော်မှဒါကျွန်တော်အဲ့ဒီအရွယ်တုန်းကဆိုလို့ရှိရင်ဟာဝေးဖုန်းတွေမြန်မာနိုင်ငံမှာစပြီးသုံးတဲ့အချိန်တုန်းကဆိုကျွန်တော်ကဒါဟွာပဲရှုံမအောင်စက်ခွန် 16စက္ကွန်အလောက်ဝန်းကျင်မှာရှိအောင်မယ်ပေါ့နော်16စက္ကွန်17ပေါ့အလောက်ပတ်ဝန်းကျင်မှာ Huawei phone တွေမှာနိုင်ငံမှာစပြီးတော့ဝင်ပြီးတော့တုံးလို့ရတယ်ပေါ့အဲ့တော့တော့မှကျွန်တော် Huawei brand အတန်ထွက်ကိုမထွက်တက်လို့တော့မှ Hawaii ဆိုပြီးတော့မှကျွန်တော်မှားပြီးတော့ထွက်ခဲ့သေးတယ်โอเคအားတော့မမတ်ရပါပေါ့နော်ခုချိန်မှာဆိုလို့ရှိရင်တော့ Huawei ကမြန်မာနိုင်ငံနဲ့လည်းတိတ်ပြီးတော့အလံမဝေဘူးမြန်မာနိုင်ငံမှာလက်ရှိတော့ phone တွေတောက်လျှောက်တော့တွင်းပြီးတော့ရောင်းနေတာပဲဒါပေမဲ့ကျွန်တော်နိုင်ငံမှာသူဈေးကွက် market တခုကျသွားတယ်အဓိကအကြောင်းရင်းက Google မရလို့လို့ပြောလို့ရတယ်ဒုက္ခမရတဲ့ impact ကတော်တော်လေးကိုကြီးတယ်လို့ ပြောလို့ရတာပေါ့နော်ဆိုတော့ဒီကောက်မှဆိုလို့ရှိရင်အဲ့ဒီပြဿနာလေးကတော့ရှိတယ်ဒီဖုန်းမှာလည်း Google ကတော့မရဘူးဒါပေမဲ့ရအောင်လုပ်လို့ရတဲ့နည်းလမ်းတွေအများကြီးပေါ်လာတယ်အရင်ကတည်းကဆိုလို့ရှိရင် Google မှာအများကြီးပို့ပြီးတော့အဆင်ပြေတာလေလို့ပြောလို့ရတော့ကြောင်ဒီနေ့မှဆိုရင်ကျွန်တော်ကဒါလေးကိုလုပေးဖို့အတွက်စဉ်းစားလိုက်တာလည်းဖြစ်တယ်ပေါ့နော် review unit ကိုတော့ကျွန်တော်ဘလူးမ support လုပ်ထားတာမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်ပဲဒါဝယ်ပြီးတော့လက်ရှိ daily driver အနေနဲ့ကျွန်တော်တုံးနေတဲ့ဖုန်းလို့ပြောရင်တော့ပို့ပြီးတော့မှတ်လိုက်မှာပေါ့နော်ဆိုတော့ကျွန်တော်ဒီ hardware ရဲ့ pure assembly လေးကို daily usage အနေနဲ့တုံးနေတာတော်လေးတော့ကြာခဲ့ပြီဘလောက်အချိန်ကာလအပြည့်တိတ်တော့မမှတ်မိတော့ဘူးပေါ့နော်ဆိုတော့ အနေထားတစ်ခုရောက်သွားပြီဘလို့အနေထားရှိလဲကျွန်တော်တို့မှာနည်းနည်းလေးပြောပြပေးမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့က Google နဲ့လုံးဝကင်းလွတ်လို့မရတဲ့အသူတွေပေါ့နော်ဒီလိုလူတွေအနေနဲ့ဟောဒီဖုန်းကအဆင်ပြေလားဆိုတဲ့ဥစ္စာလေးကိုလည်းကျွန်တော်နောက်ပိုင်းမှာ user experience လေးတစ်ခုလည်းထည့်ပြီးတော့ပြောပြသွားမှာလည်းဖြစ်တယ်ဆိုတော့ design နဲ့ big quality ဘိုင်းနဲ့လည်းစပြောအောင်ဒီဖုန်းရဲ့ design big quality ဘိုင်းကကောက်ကောက်ကန်ကန်လိုက်ချင်းမှာတည်းကခံစားမိတဲ့ခံစားချက်က big quality ကအရန်ကောင်းတယ်ဆိုတဲ့ခံစားချက်ပဲကိုက iPhone ကြီးကင်ကြသူဆိုလို့ရှိရင်တော့ iPhone ကိုကင်ရတဲ့ hand feeling နဲ့တော်တော်လေးကိုဆင်တယ်လို့ ပြောလို့ရတယ်။ချို့ဆိုညီပါပဲပေါ့နော်။ဘာလို့လဲဆိုတော့အနောက်ဘက်ကို glass နဲ့လုပ်ထားပြီးတယ်။သူအနောက်ဘက် glass ကတက်ရှာလေးရတယ်တော်တော်ကောင်းတယ် smooth တော်တော်လေးဖြစ်တယ်ပေါ့နော်။ဘေးပေါင်းနေရော तू က aluminum frame နဲ့လုပ်ထားပြီးတယ်။မသိလို့ရှိရင်တော့ stainless steel လို့ထင်ရရင်ပဲ aluminum frame aluminum frame ဖြစ်တော့ဘာကောင်းလဲဆိုတော့ weight လည်းအရန်မလေးသလိုလက်ရတွေပါလေဘလက်ဘွားထင်နေရမျိုးတော့လုံးဝမရှိဘူး။အဲဘိုင်းလေးမှလည်းတော်တော်လေးကိုအဆင်ပြေပြီးတော့ကောင်းတယ်လို့ပြောလို့ရတယ်။ပြီးတော့သူ့ရဲ့နောက်ဘက်ကဒီ design ဘိုင်းပေါ့နော်။ဒီသူ့ရဲ့နောက်ဘက်ကင်မရာလုပ်ထားပြီးတဲ့ design ဘိုင်းကိုပြောရမယ်ဆိုရင်တော့ကျွန်တော်ကတော့ကြိုက်တယ်။ဘာလို့လဲဆိုတော့ခွဲထွက်တယ် တခြားဖုန်းတွေနဲ့မတူဘူးဒီဖုန်းကိုကင်ထားရဲဆိုလို့ရှင်ကို့မှာ authentic တစ်ခုရှိတယ်ဆိုရဲခံစားချက်မျိုးခံစားရတယ်ပေါ့နော်ဒီလိုခံစားမျိုး gadget မျိုးခံစားရတဲ့ကြောင့်ကျွန်တော်ကတော့ဒီ glow လေးနဲ့သူလုတ်ပေးထားတဲ့ပုံစံလေးကိုတော့ကျွန်တော်ကတော့သဘောကျတယ်ဒါပေမဲ့ symmetric မကြဘူးလို့ကင်မရာကြီးကဘလို့ကြီးလည်းမသိဘူးဆိုပြောတဲ့သူတွေလည်းရှိတာဖြစ်တဲ့အတွက်ဒါကတော့ကြိုက်တဲ့လူက9ယောက်မကြိုက်တဲ့လူက9ယောက်အဲ့လိုပုံစံမျိုးဖြစ်မယ်လို့ကျွန်တော်ကတော့ထင်တာပေါ့နော်ကျွန်တော်ကတော့ကြိုက်တယ် design လေးကိုပိုက်တယ်လို့လည်းခံစားမိတာပေါ့နော်ပြီးတော့ဒီကင်မရာမှာဆိုလို့ရှင်သတိထားမိလိမ့်မယ်အဲ့ဒီ Ace Mate ဆိုတဲ့ အဲ့ဒီစာသားလေးပါတယ်ဗောနော်သူတို့ကိုယ်တိုင်ဒီ లై ကနေမှာအစားထိုးရတဲ့ hardware ကလောက်ထားတဲ့ brand တခုဗောနော်ဆိုတော့အဲ့ဒီဥစားလေးကိုသူကထည့်ထားပေးတယ်ကင်မရာဘိုင်းမှာဘလိုနေမလဲဆိုတာကျွန်တော်ကင်မရာဘိုင်းကြိုင်ဆက်ပြီးတော့ပြပြပေးသွားမှာလည်းဖြစ်တယ်ဗောနော်တော့ weight ကိုကြည့်မယ်ဆိုလို့ရှိရင်200 gram လောက်ပဲရှိတယ်ဒီဖုန်းကလုံးဝ200 gram လို့မထင်ရလောက်အောင်ကိုဖုန်းကကင်လိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုကြည့်ကြည့်လင်းနဲ့ big quality ဘိုင်းမှာတော်တော်ကောင်းတယ်ဆိုရယ်ခံစားကြမျိုးခံစားရတယ်ဗောနော် flagship phone လုံး major phone ကုမ္ပဏီတစ်ခုကနေပြီးတော့ထုတ်ထားတဲ့ phone လုံးရဲ့ flagship phone လုံးဆိုတာ ဒါပါလားဆိုပြီးတော့ပြလို့ရောက်လောက်တဲ့အထိကိုသူ့ရဲ့ big quality ဘိုင်းနဲ့ design မှာတော်တော်လေးအသာမှုရှိတာကိုကျွန်တော်တို့သိထားမိတယ်။ပြီးတော့သူ့ရဲ့အနောက်ဘက်က glass ပေါ့နော် glass ကကြတော့ cover metal ပဲကန်မယ်ဆိုတော့မှအရင်ကြီးချောတာမျိုးတော့မတွေ့ရဘူး။အဓိကအပြင်လက်ထက်မှာ comfortable တော်တော်လေးဖြစ်ပြီးတော့ GL လက်တော်လေးရှိတာကြောင့်လဲဖုန်းက ချောတယ်ပြုတ်ကျနေနေရှိရလို့မခံစားရတာလေဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်ပြီးတော့ဒီကောင်ကို cover တက်ပြီးတော့သုံးဖို့တော့တော့ကျွန်တော်ကတော့ recommend ပေးချင်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့အဲ့ဒီကင်မရာတွေကအပြင်ကိုအရန်ထွက်နေတာဖြစ်တော့ကြာအနည်းငယ်များထိခိုက်နိုင်နေရှိရဲ cover လေးတက်သုံးဖို့လည်း recommend ပေးချင်တယ်ဘေးပေါက်နေရာလည်းသူ stainless steel ဆန်ဆန် aluminum နေနဲ့လောက်ထားပေးတယ်ဆိုတော့ပြရှလို့တော့ရှိရပေါ့နော်အဲ့ဒီဥစ္စာလို့ရသတိချက်ပြီးတော့သုံးပါလို့ကျွန်တော် recommend ပေးချင်တယ်ပေါ့နော်အဲကျွန်တော်ကတော့ cover ချွတ်သုံးတာများတယ်များတော့ဖြစ်တော့ ကာဗာတက်သုံးမယ်ဆိုလို့ရှိရင်လည်းကာဗာနည်းနည်းလျော်ဝယ်ရတာခက်တယ်နည်းနည်းလျော်ရှားတယ်သူ့ဘူးထဲမှာပါတဲ့ကာဗာလေးကကြတော့ तू ကဒီလိုမျိုးပေါ့နော် half case လေးတစ်ခုသွားထည့်ထားပေးတယ် သူကဘေးပေါက်နေရောမပါဘူး half gauge ပဲဆိုတော့တက်လိုက်မယ်ဆိုလို့ရှင်တော့ဘေးပေါက်နေရောလွတ်နေလိမ့်မယ်ပေါ့နော်ဆိုတော့အပေါ်နဲ့အောက်နဲ့ပဲပြန်ကုတ်ထားပြီးတဲ့ပုံစံ save တော့မဖြစ်ဘူးပြုတ်ကြမယ်ဆိုတော့ကွဲနိုင်ချင်ရှိတယ်အလှအနေနဲ့ပဲတက်လို့အဆင်ပြေတယ်ဘာမှမထူးဘူးပေါ့နော် cover ချုပ်ကိုင်တဲ့ပုံစံအတိုင်းပဲဆိုတော့ကျွန်တော်ကတော့များသောအားဖြင့် cover ချုပ်ကိုင်တာတော့ပိုများတယ်ပေါ့နော်ဒါပေမဲ့ဒီဖုန်းကတစ်ခုရှိတာလေ cover ဝယ်ပြီးတော့တက်သုံးမယ်ဆိုပြန်တော့လေ cover တက်လိုက်ရင်သူ့ရဲ့အဲ့ဒီ hand feeling တကူကပျောက်သွားပြီးတော့အရန်ကြီးမကိုင်လို့မကောင်းတော့ပဲအနေနဲ့ထူးထူးပမ့်ဖြစ်သွားရဆိုတော့ခံစားချက်မျိုး ပြန်ပြီးခံစားရတယ်ပေါ့နော်ဆိုတော့ cover ချွတ်သုံးတာကတော့ကျွန်တော်ကပို့ပြီးတော့ကြိုက်တယ်ဒါပေမဲ့လည်းကွဲနိုင်ခြင်းများတော့ကျွန်တော် cover လေးတက်သုံးမှုလေဒီမှာပြန်ပြီးတော့တစ်ဖန် recommend ပြန်ပေးခြင်းမြန်တယ်ပေါ့နော်ပြီးသူ့ရဲ့ button တွေကိုကြည့်မယ်ဆိုလို့ရှင်လေအဲ့ဒီအနီရောင် SNS တွေထည့်ထားပေးရလေးလည်းတော်တော်လေးကို unit ဖြစ်တယ်လို့ပြောလို့ရတယ်ပြီးသူ့ရဲ့ cloud နှိမ့်ကြည့်တော့ဆိုလို့ရှင်တော့နည်းနည်းလေး clicky feeling တော့နည်းနည်းလေးတော့ရတယ်ဒါပေမဲ့ဒီ Google Pixel လိုမျိုးတောက်တောက်တောက်အဲ့လို clicky အရင်ဖြစ်တဲ့ feeling မျိုးတော့မဟုတ်ဘူးနည်းနည်းလေးပဲဖြစ်တဲ့ feeling မျိုးပေါ့နော်နှိမ့်ရတယ်တော်တော်လေးကို စက်တပိုင်းဖြစ်တယ်လို့ပြောလို့ရတာပေါ့နော်အချစ်ဘက်က display ကိုကြည့်မယ်ဆိုရင်တော့ 2.6inch အကျယ်ရှိတဲ့ LDPO AMOLED panel ကိုတုံးထားပေးတယ် 120Hz refresh rate ရတယ် HDR10 Dolby Vision ဒါတွေကလုံးလည်းရတယ် P brightness ကိုကြည့်မယ်ဆိုရင်2500 nits သူကထည့်ထားပေးတယ်ပေါ့နော်ဆိုတော့ resolution ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း 1.5K လောက်ရှိတဲ့ resolution ကိုထည့်ထားပေးတယ် WQHD ထိတော့မရဘူးပေါ့နော်ဒီဘက်မှာလည်းသူက ဒီ setting ထဲမှာဆိုလို့ရှိရင် adjust ပြန်လုပ်လို့ရတဲ့ feature တွေလည်းပါတယ်ပေါ့နော်။ကိုကဒီ high resolution နဲ့ပဲသုံးပါလား။ဒါမှမဟုတ် power saving ဖြစ်ချင်လို့အောက်လေးကိုနည်းနည်းလေး short ပြီးသုံးပါလား။ဒါတွေလည်းကိုကရွေးလို့ရတယ်။ပြီးတော့သူ့ရဲ့ဒီ screen refresh rate မှာဆိုလို့ရှိရင်လည်း 120Hz ပဲသုံးပါလား။ 90Hz နဲ့ပဲသုံးပါလား။ဒါမှမဟုတ် smart ပဲထားပါမလား။ smart ဆိုတာကတော့သူ့အတူ auto adjust လိုက်လုပ်ပေးမယ့် feature ပေါ့နော်။ဆိုတော့အဲ့ဒါကိုထားပြီးသုံးမယ်ဆိုလည်းရတယ်။ပြီးတော့သူ့ရဲ့ဒီ panel ကကြောင့် LDPO ဖြစ်တဲ့တော့ကြောင့်သူက 120Hz ကနေပြီးတော့ 1Hz တရာ auto adjust လုပ်တဲ့ feature ပါထားပြီးသားဆိုတော့ ဘလိုပဲတုံးတုံးတော့သူ့အနေနဲ့သူ adjust တော့လုပ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာသတိထားမိတာတစ်ခုကကြတော့ဒီ screen refresh rate မှာသူက smart ကိုထားမယ်ဆိုလို့ရှိရင်သူ့ဟာသူ ပြောင်းနေတာထက်စားလို့ရှိရင်တော့များသောအားဖြင့်တော့60ရက်အထိဆင်းဆင်းသွားတာများတယ်ပေါ့နော်။တုံးရအရင်စမှုဖြစ်ပဲ။နည်းနည်းလေးလေးရယ်ဆိုရခံစားချက်မျိုးလေးခံစားရတယ်။အကြောင်းမို့ကျွန်တော်ကတော့အပွင့်လင်းပြောရမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းတွေကဒီလောက်ဈေးပေးပွားရယ်ဆိုလို့ရှိရင်တော့အမြင့်ဆုံးတွေကိုပဲတင်ပြီးတော့တုံးတာများတယ်ပေါ့နော်။ဘက်ထရီပါလို့တော့အဲ့လောက်ကြီးတော့ကြည့်မနေတော့ဘူး။အကြောင်းမို့ secondary refresh rate မှာဆိုလို့ရှိရင်လည်းကျွန်တော် 120Hz ကိုပဲလောက်လျှောက်ထားပြီးတော့တုံးတယ်။ resolution လည်းကျွန်တော်အမြင့်မှာထားပြီးတော့ပဲတုံးတယ်ပေါ့နော်။အဲ့ဒါနောက်ဆက်တွဲရတာဘက်ထရီမှာပို drain နေဆိုရခံစားချက်မျိုးကတော့ခံစားရတယ်။အဲ့ဒါတော့ ဘက်တရီကဏ္ဍကြာလို့ရှိရင်ဆက်ပြီးတော့ပြပြပေးမှာပေါ့နော်ဆိုတော့သူ့ရဲ့ display က AMOLED display ဖြစ်တဲ့ကြောင့် under display fingerprint ရတယ်သူ့ရဲ့ under display fingerprint ကလည်းမြန်နေ accurate ဖြစ်တယ်တော်တော်လေးလည်းအဆင်ပြေတယ်ပေါ့နော်နည်းနည်းလေးတော့အောက်တော့နည်းနည်းလေးရောက်တယ်အပေါ်လေးနည်းနည်းလေးရောက်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေတယ်အောက်နည်းနည်းရောက်တာကတော့နှိရတခါကျလို့ရှိရင် light ကအောက်ထိနည်းနည်းဆင်းဆင်းနေရတာတော့နည်းနည်းလေးတော့တိုင်ပတ်တယ်ပေါ့နော်ဒါလေးတစ်ခုပဲပြောစရာရှိရလို့ပြောလို့ရတယ်သူ့ရဲ့ display panel quality ကပြောမှန်တိုင်းပြောတာတော်တော်ကောင်းတယ်သူ့ရဲ့ display panel quality ကလည်း ဒီဖုန်းလုံးနဲ့ပဲကြီးကြီးတခြားဖုန်းတွေပဲရှင်သုံးသုံး flagship ဖုန်းလုံးသုံးရတယ်ဆိုရခံစားချက်မျိုးကတကယ်ကိုဒီဖုန်းရဲ့ display panel quality ကခံစားရတယ်ပေါ့နော်ပြီးတော့သူကဘေးပေါက်ဘေးစဲတွေကလည်းမရှိသလောက်နည်းတယ် power forward ကလည်းမရှိသလောက်နည်းတယ်ချင်းကလည်းတော်တော်လေးသေးတာဖြစ်တဲ့တော့ကြောင့် display တစ်ခုလုံးကြည့်နေရတယ်ဆိုရခံစားချက်မျိုးကလည်းခံစားရတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ notch ကလည်းတော်တော်လေးကိုသေးတာဖြစ်တဲ့တော့ကြောင့်ကြည့်ရတာပိုကောင်းတယ်ဆိုရခံစားချက်မျိုးခံစားရတယ်သူ့ရဲ့ display ကလည်းကျွန်တော်ပြောလို့ရှိရင်ရုံမှာမဟုတ်ဘူးအပြင်မှာတွက်ဆန်းပြီးတော့တုံးကြည့်သူ့ရဲ့ display panel quality က ဘယ်လောက်ကောင်းလဲဆိုတာအဲ့ဒါကိုကြည့်လို့ရှိရင်တော့သိနိုင်မှာပေါ့နော်ကျွန်တော်ဒီပုံနေထဲမှာပြတယ်ဗီဒီယိုတွေထဲမှာပြတယ်ဆိုလို့ရှိရင်တော့အရင်ကြီးမြင်မှာမဟုတ်ဘူးပြမသွားစမ်းကြည့်တဲ့အခါကျလို့ရှိရင်ဟာ display pattern တွေကဒီလောက်ထိကောင်းတာပါလားဆိုပြီးခန်းစားချက်မျိုးကတကယ်ကိုခန်းစားလိမ့်မယ်ကျွန်တော်အပူမပြောဘူးပေါ့နော် display pattern quality တော်တော်လေးကိုကျွန်တော်သဘောကျမိတဲ့ထဲမှာပါတယ်ပြတော့သူရဲ့နောက်ထပ်ချီးကျူးရမယ့်တကူက haptic monitor ပေါ့နော်ဆိုတော့ hardware ရ Honor တွေကများသောအားဖြင့် main range လောက်တွေမှာ haptic တွေကိုမထည့်ပေးသလောက်နည်းတယ်ထည့်ပေးလဲဆုပ်ပြတ်တတ်နေတဲ့ဟာတွေပဲများတယ်ပေါ့နော်ဒါပေမဲ့ flagship တွေမှာထည့်ပေးတဲ့ haptic monitor တွေကတကယ်ကိုကောင်းတယ် ဒီကောင် happy ဆိုလို့ရှိရင်တော်တော်ကောင်းတော့ကျွန်တော်သတိထားမိတယ် daily usage သုံးရတဲ့အနေထားမှာ premium feeling တော်လေးကိုခံစားရတယ်ပို့ပြီးတော့လည်းသုံးလို့ကောင်းတယ်ဆိုရယ် feeling လေးရတယ်တကယ်ကိုမိုက်တယ်ပေါ့နော်ဒီ type ပဲမဲ့လှုပ်လှုပ်ကျွန်တော်တို့ဒီ app အဝင်ထွက်တွေလောက်တာဖြစ်ဖြစ်အဲ့လိုမျိုးမှာရနေတဲ့ happy model လေးကတော်တော်ခံစားချက်ကောင်းတယ်လို့ပြောလို့ရတယ်အဲကြောင့်မို့ကျွန်တော်ကတော့ဒီ happy model ဘက်မှာလည်းတော်တော်လေးကိုသဘောကျတယ်လို့ပြောခြင်းတယ် ီးတော့သူ့ရဲ့ speaker ဘက်ကိုကြည့်မယ်ဆိုလို့ရှင်တော့ stereo speaker ကိုတုံးထားပြီးတယ်သူ့ရဲ့ stereo speaker ကလည်းတော်တော်ကြဲပြီးတော့ကောင်းတဲ့ထင်မှာတော့ပါတယ်ဒါပေမဲ့လေတခြားဖုန်းတွေနဲ့ရှင်မယ်ဆိုလို့ရှင်နည်းနည်းတိုးတယ်ဆိုတော့ခံစားချက်မျိုးခံစားရတယ်ဒီကော80%လောက်ကြဲတော့မှတော်တော်လေးကိုကြဲတယ်ဆိုတော့ခံစားချက်မျိုးရတယ်ပေါ့နော်ဥပမာ90 60% 50%လောက်ပဲတုံးမယ်ဆိုလို့ရှင်တော့အတန်နည်းနည်းတိုးတယ်ဆိုတော့ခံစားချက်မျိုးလေးရောခံစားရတယ်အဲ့ဒါလေးတစ်ခုပဲနည်းနည်းလေးရော ပြောစရာရှိတယ်ပေါ့နော်အတန်တော့ကအရင်တော့မညီဘူးအောက်ဘက်ကတော့သူက80လောက်ထွက်တယ်ပေါ်ဘက်က30လောက်ပဲထွက်တယ်လို့လည်းပြောလို့ရတာပေါ့နော်ပြန်ပေါင်းမယ်ဆိုတော့အတန်ကွယ်ဒီကတော့ကောင်းတယ်ဒါပေမဲ့နည်းနည်းလေးတိုးတယ်ဆိုရယ်ခံစားချက်မျိုးလေးကတကယ်ကိုခံစားရတာပေါ့နော်ပြီးတော့သူ့ရဲ့ဘက်ထရီဘက်ကိုနည်းနည်းလေးဆက်ပြောအောင်ဘက်ထရီမှာဆိုလို့ရှိရင်ဟာဝေးတွေက6လောက်လန်လောက်လေးလောက်ထားရှိတယ်ဒါက Google Pay စံနဲ့နည်းနည်းလေးဆင်တာပေါ့နော်ဒီကောက်မှာဆိုလို့ရှိရင်1900 mAh ကိုပဲပါတဲ့ဘက်ထရီကိုပဲထည့်ထားပေးတယ်ပေါ့နော်သူကဘူးထဲမှာတခါတည်း out of the box ကတော့သူက66 watt fast charge ကိုတခါတည်းထည့်ထားပေးတယ်ဒါလေးကတော့မစိုးဘူးဒါကတော့ အားညံသွင်းတဲ့အခါကျရင်ကျွန်တော်ဆက်ပြောပြပေးမယ်အခုဒီဘက်မှာဆိုရင်အားဘယ်လိုနေလဲဆိုလို့ရှိရင်ကျွန်တော်ခုနကပြောတဲ့လိုပဲဒီဖုန်းကိုကျွန်တော်ကကြတော့ high refresh rate မှာလည်းထားပြီးတော့သုံးတယ် high brightness မှာလည်းထားပြီးတော့သုံးတယ်ပေါ့နော် resolution မှာလည်းထားပြီးသုံးတယ်အဲ့လိုအနေထားမျိုးမှာဆိုလို့ရှိရင်တော့အား drain တော်တော်လေးကိုမြန်တယ်လို့ပြောလို့ရတယ်အဲ तू က AOD ဖြန့်သုံးမယ်ဆိုလို့ရှိရင်ပိုဆိုးတယ် AOD ဖြန့်သုံးမယ်ဆိုရင်အားပိုပြီးတော့မှ drain သေးတယ်ပေါ့နော်ဆိုတော့တရက်တာတော့လုံလောက်အောင်နည်းနည်းလေး struggle လုပ်ရတဲ့အပိုင်းကြီးတော့ရှိတယ် မြောင်းနဲ့မြောင်းပြောရမယ်ဆိုမနက်9:00လောက်ကနေပြီးတော့100%အပြည့်အတွင်းပြီးသုံးမယ်ဆိုလို့ရှိရင်ညနေ9:00လောက်ဆိုလို့ရှိရင်အားတစ်ခါကျလို့ရှိရင်20တို့တစ်ခါကျရင်25တို့အဲ့လောက်ပဲကြံနေပါတော့တရက်တာလုံးလုံလောက်အောင်သုံးဖို့ဆိုလို့ရှိရင်တော့ဒီထက်ပို strong နဲ့ battery တစ်ခုဖြစ်မှအဆင်ပြေလိမ့်မယ်အဲ့လိုမှမဟုတ်ဆိုလဲကျွန်တော်တို့ကဖွင့်သုံးတဲ့ဟာတွေနည်းနည်းလေး short ပြီးတော့သုံးပါတော့အဲ့လိုမျိုးဆိုလို့ရှိရင်တော့အဆင်ပြေနိုင်တယ် AOD တွေပါလဲပိတ်ပြီးသုံးအဲ့လိုဆိုလို့ရှိရင်တော့အားနည်းနည်းလေးပိုခံတယ်လို့ပြောလို့ရတယ်တာမန်အားဖြင့်တော့အားတရက်တာခံမှုဆိုတာတော်တော်လေးတော့ ရုံးကန်တဲ့အပိုင်းတွေတော့ရှိတယ်။အစပိုင်းမှာတော့အားခံလို့ခံစားပြီးမှနောက်ပိုင်းမှာတောင်းရင်တောင်းရင်နဲ့အားသိမခံတော့ဘူးဆိုရယ်ခံစားချက်မျိုးကလည်းပြန်ပြီးတော့ခံစားသွားရတယ်လို့ပြောလို့ရှိရင်တော့ပို့ပြီးတော့မှန်နေမယ်။အားသိတဲ့ဘက်မှာတော့ဒီကောင်စိတ်ချမ်းသာဖို့ကောင်းတယ်။ ူကဒီ0 to 100အပြည့်အသွင်းမို့ဆိုလို့ရှိရင်သူက4900 mAh ဘက်ထရီကိုသွင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စမ်းကြည့်တော့မိနစ်40လောက်ပဲကြာတယ်ပေါ့နော်။တခါကြရင်55မိနစ်လောက်ပဲကြာတယ်။ဒါကတော့တော်တော်လေးကိုအဆင်ပြေတယ်။သူရဲ့ဒီ fast charge ကတော်တော်လေးကိုမြန်တယ်လို့ပြောလို့ရတယ်။66 watt ကသူတို့ရဲ့စံချိန်တစ်ခုလောက်ဖြစ်နေတာပေါ့နော်။များသောအားဖြင့်ဖုန်းတွေတော်များမှာ hardware က66 watt ထိပဲအမြင့်ဆုံးထည့်ပေးရလို့ပြောလို့ရတယ်။ wireless နဲ့သွင်းမယ်ဆိုလို့ရှိရင်လည်း wireless ရတယ်။50 watt ထိသွား support လုပ်တယ်ပေါ့နော်။ဒီပိုင်းလေးမှာတော့ flagship feeling အပြည့်အဝခံစားရတယ်လို့ပြောလို့ရတာပေါ့နော်။ ြီးတော့သူ့ SOC ဘောင်းကျွန်တော်တစ်ချက်ကြည့်ကြအောင် hardware တွေကအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့သိသလောက်ကသူတို့ကသူတို့ကိုယ်တိုင်ထုတ်တဲ့ chipset တွေမဟုတ်ပါတော့တခြား company တွေဆီကနေပြန်ဝင်ရတယ် Snapdragon တွေဆီကနေပြန်ဝင်ရတယ်အဲ့လိုနေထားမျိုးမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဂျီ China နဲ့ American ရဲ့ဈာမရှိတဲ့ပြိပခါတွေကြောင့်တို့ကကြတော့တချို့ chipset တွေဝယ်လို့မရတာထုတ်လို့မရတာဒီလိုအပိုင်းမျိုးလေးမှာကန့်သက်ချက်လေးရှိခဲ့ရပါတော့ခုချိန်မှာဆိုလို့ကျွန်တော် hardware တွေဒီဖုန်းတွေမှာပြန်ဆပြီးတော့တို့ကိုယ်တိုင် chipset တွေကိုပြန်ပြီးတော့ထုတ်ပြီးတော့ ုံးခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ဒီဖုန်းတွေမှာဆိုလို့ရှိရင်ပေါ့နော်ပြန်ပါလာပြီဒီကောက်မှာဆိုလို့ရှိရင်တို့ကိုယ်တိုင်ထုတ်ထားတဲ့ Kirin 900S1 ဆိုတဲ့ကောင်ကိုတုံးထားပြီးတယ်ပေါ့နော် performance ကဘယ်လိုနေလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပြထားပြီးတဲ့အတိုင်းပဲ performance ကအဲ့လောက်တော့ရှိတယ်ပွင့်လင်းပြောရမယ်ဆိုတော့ performance ကတော့အခုခေတ်အနေထားနဲ့ကြည့်မယ်ဆိုရင်တော့တစ်စင်းနည်းနည်းလေးနိုင်တယ်လို့ပြောလို့ရတယ်သူ့ရဲ့ performance ဆိုလို့ရှိရင် Snapdragon 8 Gen 1 8 Gen 2ပေါ့နော်အဲ့လောက်ကြားရတဲ့လောက်ပဲသွားတာဆိုတော့အခုနောက်ပိုင်း8 Elite တို့8 Gen 3တို့ ဘာညာအဲ့လိုမျိုးဟာရင်းနဲ့ရှင်းမယ်ဆိုလို့ရှင်တော့တော်တော်လေးကိုနည်းနေသေးတဲ့အနေအထားတစ်ခုမှတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီကောင် daily usage စမ်းပြီးတော့သုံးကြည့်တော့ဆိုလို့ရှင်ဘာမှအပြည့်ပြောစရာ true true မရှိဘူးပေါ့နော်တော်တော်လေးကို daily usage မှာဆိုလို့ရှင်အစဉ်ပြေတဲ့ဖုန်းလုံးလို့သတ်မှတ်လို့ရတယ်သူရဲ့ daily usage run ကြီးတော့ဆိုလို့ရှင်ဘာမှအဲ့လိုမျိုးဟန်းတာပြူတာလေးတာလုံးဝမခံစားဘူးတွက်လက်ပေါ်ပါမြန်ဆန်ပေါ့နော်ပြီးတော့ဒီကောင်ရဲ့အာသာချန်နောက်တစ်ခုကကျွန်တော်အခုသုံးနေတဲ့တောက်ချောင်းမှာလုံးဝပူတက်လာတာမျိုးလုံးဝမရှိဘူးပေါ့နော်ဒီ tamen problem line မှာလည်းတော်တော်လေးကိုအစဉ်ပြေပြီးတော့ရှင်းထားနိုင်တယ်လို့ ပြောလို့ရတယ်ဂိမ်းတွေဘာစမ်းကြောစော်ကြည့်တော့ဆိုလို့ရှိရင်လည်း graphic intense အရမ်းမြင့်တဲ့ဂိမ်းတွေကိုကဂိမ်းတွေကိုအတကုံစော့ကျင်တယ်ဆိုလို့ရှိရင်တော့ဒီဖုန်းတွေကိုမရွေးပဲနဲ့ဒီထက်ပို performance ကောင်းတဲ့ဖုန်းတွေကိုရွေးတာတော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပော့ပါတော့ပဲစော့မယ်เนาะအဲ့လိုမျိုးဂိမ်းကိုဖြစ်ဖြစ်အောင်တော့ပဲစော့မယ်ဗျာ graphic intense ဖြစ်တဲ့ဂိမ်းတွေစော့မယ်ဆိုရင်တော့မှအရမ်းကြာရင်မစော့ဘူးအဲ့လိုလူတွေအတွက်ဆိုလို့ရှိရင်တော့ဒီဖုန်းလေးကတော်တော်လေးကိုတင့်တော်တယ်လို့ပြောလို့ရတယ် cooling fan လေးတက်သုံးလို့ရှိရင်ပို့တော်မှအဆင်ပြေသေးတယ်ပေါ့เนาะ performance မှာလည်းကျွန်တော်တော်တော်လေးကိုတော့စိတ်သွားရင်းကိုပါပြီးတော့သဘောကျရတယ်လို့ ပြောလို့ရတယ်အဓိကအပြင်တော့ကျွန်တော်က game ဆိုတာကြောင့်လည်းပါလိမ့်မယ်ပေါ့နော်ပြီးတော့အကုန်လုံးစိတ်ဝင်စားနေကြမယ် hardware လို့ပြောလိုက်ပြီဆိုရင်လည်း camera ဘိုင်းပေါ့နော်ဒီကောင်ရဲ့ camera ဘိုင်းမှာ x-mesh နဲ့ပေါင်းထားပြီးတော့ကျွန်တော်ဘယ်လိုမျိုးပုံစံမျိုးတွေဖြစ်သွားတယ်ပေါ့နော် camera quality မှာတော်တော်ကောင်းတယ်ကင်မရာဟာဝေးနဲ့ပတ်သက်လို့ရှိရင်ဘာမှပြောစရာမရှိဘူးဟာဝေးကကျွန်တော်ရင်တော့ပြောသလိုပဲ တို့ကကျတော့ဒီ Leica စီကနေပြီးတော့အငွေနှစ်တည်းအများကြီးရလိုက်တယ်လို့ပြောလို့ရတယ်အခုချိန်မှာ Leica နဲ့ collaborate မလုပ်တော့ဘူးဆိုပေမဲ့အဲ့ဒီအငွေသက်တွေတို့စီကနေပြီးတော့ဒီ software ဘိုင်းနေ software design ဘိုင်းနေကင်မရာဘိုင်းနေတော့အများကိုတို့အငွေရလိုက်တယ်လို့ပဲပြောရမှာပေါ့နော်ဒီကောင်ရဲ့ကင်မရာမှာဆိုလို့ရှိရင်လည်းတော်တော်လေးအဆင်ပြေတဲ့ကင်မရာတွေကိုထည့်ထားပေးတယ်။သုံးလုံးနောက်မှာထည့်ထားပေးတယ်ပေါ့နော်။ main camera ကတော့50 megapixel ultra wide ကိုတော့30 megapixel ထည့်ထားပေးပြီးတော့သူက telescope ပေါ့နော်အဲ့ကောင်ကိုဆိုလို့ရှိရင်တော့12 megapixel ကိုသူကထည့်ထားပေးတယ်။ ပုံထွက် quality ကဘယ်လိုနေလဲဆိုလို့ရှင်တော့ flagship phone လောကရိုက်ပြီးတော့ထွက်လာတဲ့ပုံမှန်တမ်းပြီးတော့သိစေတဲ့အထူးသူ့ရဲ့ camera quality ကတော်တော် details တွေကောင်းတာကိုသိထားမိတယ်။လုံးနဲ့မြောင်ပြောရမယ်ဆိုလို့ရှင်ဗျာအဲ့လိုမျိုး iPhone နဲ့ရိုက်တဲ့ပုံတွေနဲ့အနည်းဆက်ဆုံးတူတယ်ပေါ့နော်။ပြီးရင်ဒီ Google Google Pixel နဲ့ရိုက်တဲ့ပုံတွေနဲ့လည်းတော်တော်လေးကိုနည်းဆက်တူရလို့ပြောလို့ရတယ်ကင်မရာ quality တော်တော်လေးကောင်းတယ် main camera ရိုက်မယ်ဆိုရင်ညပဲရိုက်ရိုက်နေကင်းမိုင်းပဲရိုက်ရိုက်ပေါ့နော်လုံးဝ struggle လုပ်ရတာမရှိသလောက် နည်းတယ်လို့ပြောလို့ရတယ်ဒါတော့မှဒါ pure assembly ပဲရှိသေးတာသူ့ရဲ့အပေါ်က pure assembly pro လို့ဒီ pure assembly ultra လို့ဆိုလို့ရှိရင်ဒီထက်ပိုပြီးအောင်ကြမ်းပြီးတော့ကောင်းမယ်လို့ပြောလို့ရတယ်ပေါ့နော်သူပြီးတော့ camera quality ကျတော်တော်လေးကိုသဘောကျတယ် ultra wide မှာလည်း color အဲ့လိုမျိုး switch ဖြစ်သွားတာတွေပါတယ်တိတ်မတွေ့ရဘူးပေါ့နော်ဒီဘက်မှာလည်းစိတ်ချမ်းသာဖို့ကောင်းတယ်တယ်လီနဲ့ရိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတဲ့ပုံတွေကိုဖန်တီးပေးနိုင်တယ်ဆို overall တော့ camera quality ကတော်တော်အဆင်ပြေပြီးကောင်းတယ်လို့ပြောလို့ရတယ် flagship phone တော့ကနေ ရိုက်ပြီးတော့ထွက်လာတဲ့ပုံတွေဆိုတာဒါပါလားဆိုပြီးတော့ပြလို့ရလောက်တဲ့ထီကိုသူ့ရဲ့ကင်မရာကွာလီတီကလည်းစွမ်းဆောင်ရင်တော်တော်လေးကောင်းတာကိုသတိထားမိတယ်ပေါ့နော်ပြီးသူ့ရဲ့ဗီဒီယိုကြည့်မယ်ဆိုလို့ရှင်တော့ 4K 60fps ရိုက်လို့ရတယ်သူ့ရဲ့ 4K 60fps ကလည်းတော်တော်အဆင်ပြေပြီးကောင်းတာကိုကျွန်တော်သတိထားမိတယ်ပေါ့နော် selfie ကိုကြည့်မယ်ဆိုလို့ရှင်တော့12 megapixel ကိုပဲထည့်ထားမိတယ်ဒီ selfie မှာလည်းသူက 4K 60fps ရိုက်လို့ရတယ်ပေါ့နော်ဒီဘိုင်းမှာလည်းတော်တော်မိုက်တယ် back camera နဲ့ပဲရိုက်ရိုက် selfie camera နဲ့ပဲရိုက်ရိုက် 4K 60fps ရရတယ်ဆိုတော့ video quality ကတော့ ရှယ်ချမ်းတယ်လို့ပြောလို့ရတယ်ပြီးတော့ဒီကောက်မှာ flash feature ဖြစ်တဲ့ IP68 water and dust resistant လည်းပါတာဖြစ်တဲ့အတွက်ကြောင့်ရေဆိုးတွေပါရဲခံတယ်ရေတွေပါရင်မှလည်းဒါတုံးလို့ရတယ်ကျွန်တော်ကတော့မတုံးစေချင်ပါဘူးတဏ္ဍာရတော့ရှောင်ချားပြီးတော့ပဲကျွန်တော်ကတုံးစေချင်တာပေါ့နော်ပြီးတော့ဒီကောက်မှာပြောမဖြစ်ပြောရမယ်နောက်ထပ်တစ်ခုဖြစ်တဲ့သူတို့ရဲ့ software ပိုင်းပေါ့နော် China မှာဆိုလို့ရှိရင်တော့ Harmony OS နဲ့သူတို့ကလာတယ်ကျွန်တော်တို့ဒီ global မှာဆိုလို့ရှိရင်တော့ EMUI အနေနဲ့လာတယ်ပေါ့နော် EMUI နေကအခုဘယ်လိုနေလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့မသိလိုက်တာလေ hardware တွေကတကယ်အောင်စမှုဖြစ်တာ ကျွန်တော်တို့အခုနောက်ပိုင်းထွက်နေတဲ့ဖုန်းတွေကပဲဘလောက်ပဲကောင်းနေပြီပြောကျွန်တော်တို့ major phone company တွေကို လုံးဝမရှင်းနိုင်ဘူးဆိုတော့အဲ့ဒီအပိုင်းကြီးကြောင့်လည်းအများကြီးပါတယ်ပေါ့နော်ဥပမာ major phone company တွေမှာဘာတွေပါမလဲဆိုတော့ကျွန်တော်တို့ Apple တို့ Samsung တို့ပေါ့နော်ပြီးလို့ရှိရင်တစ်ဖက်ကဒီ Huawei တို့ဒီလို phone company တို့ကျွန်တော်လုံးဝမရှင်းနိုင်ဘူးဆိုတော့အချက်ကကြတော့ဒီမျိုး software ဘိုင်းတို့အဲ့လိုမျိုးသူတို့ approach လုပ်တဲ့ပုံစံတွေမှာလည်းအများကြီးပို့ပြီးတော့တက်ဆိုင်တယ်လို့ပြောလို့ရတယ်ဒီကောက်မှာဆိုလို့ရှိရင်လည်းသူ့ရဲ့ software ဘိုင်းကတော်တော် smooth ဖြစ်တာကိုကျွန်တော်တို့သိထားမိတယ်ပေါ့နော်နောက်မှဒါ Harmony OS မဟုတ်ဘူး EMUI ပေါ့နော် Harmony OS ဆိုရင် ပူရောင်ကျန်းအောင်မယ်လို့ပြောလို့ရတယ်။ပြီးတော့အကုန်လုံးစိတ်ဝင်စားနေကြတယ်ဘယ်လိုမျိုးအခြေအနေရှိလဲဆိုတော့ Google ဘိုင်းပေါ့နော်။ကျွန်တော်ဆိုလို့ရှိရင်ဒါပွင့်လင်းပြောရမယ်ဆို Google နဲ့လုံးဝကင်းလွတ်လို့မရတဲ့အထက်မှာပါတယ်။ဒါပေမဲ့ကျွန်တော်မှအဆင်ပြေတယ်လို့ပြောလို့ရတယ်။နည်းနည်းလေးတော့ဒီကောင်ကဇာတ်လမ်းတော့နည်းနည်းလေးရှုပ်တယ်။ဘယ်လိုမျိုးလဲဆိုတော့ तू က original building မှာ तू က Google မပါတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဘာတွေခံပြီးသုံးရလဲဆိုတော့အဲ့လိုမျိုးချို့ချို့သော feature တွေခံပြီးတော့သုံးရတယ် G-box လို့ ဟာမျိုးတွေခံတုံးရတယ်ပြင်ကြီး service လိုဟာမျိုးတွေခံပြီးတော့တုံးရတယ်အဲ့လိုမျိုးတွေခံပြီးတော့တုံးပါပဲဒီကောင်ကတော့အဆင်ပြေတယ်မဟုတ်ဆိုလို့ရှင်တော့ तू က Google ပေးတယ်မပါတာဖြစ်တော့ကြောင့် Play Store တော့မပါဘူးပေါ့နော်သူက Play Store နေရာမှာသူတို့ကိုပိုင်လောက်ထားတဲ့ App Gallery ပါတယ်ဆိုတော့ App Gallery ကနေပြီးတော့ App တော်တော်များကိုရှာပြီးတော့ သုံးလို့ရတာပေါ့နော်ဒီမှာတစ်ခုရှိတာလေအဲ့လို Gbox ပဲခံသုံးသုံးတခြားကြီး Google နဲ့ပတ်သက်တဲ့ service တစ်ခုကိုပဲခံသုံးသုံးတို့ကဒီ app တစ်ခုတွေကနေဝင်ပြီးတော့သုံးရတာမဟုတ်တော့ပဲ ਨੇ တို့ကကြောဂျာကန်တစ်ခုကနေ corner လုတ်ပေးလိုက်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်ကိုက Google ပါတဲ့ဖုန်းလုံးကိုသုံးရတယ်ဆိုတော့ခံစားချက်မျိုးတကယ်ကိုခံစားရတယ်ကိုကအဲ့လိုမျိုး app တစ်ခုတည်းကိုခံပြီးတော့ Gspace လိုဟာမျိုးခံပြီးတော့သုံးရတာမျိုးအဲ့လို Gbox ထဲဝင်ပြီးတော့သုံးရတာမျိုးဒါမျိုးလုံးဝသုံးကြမလို့တော့ပဲ ਨੇ အပြင်မှာကျွန်တော် app တွေကိုလွတ်လွတ်လပ်လပ်နဲ့ထားပြီးတော့ စိတ်ကြိုက်ဝင်ပြီးတော့တုံးလို့ရတယ်။အရင်တော့ကဗျာအဲ့လိုမျိုး Google ပါတဲ့ဖုန်းလုံးကိုတုံးရတယ်ဆိုတော့ခံစားချက်မျိုးတွေတကယ်ကိုသွားပြီးတော့ခံစားရတယ်ပေါ့နော်။အဲ့ဒါအကြောင်းလဲကျွန်တော်ကအစင်ပြပြနဲ့တုံးလို့ရနေတယ်လို့ပြောလို့ရတယ်။ကျွန်တော်ကိုယ်တိုင်လည်းဒါပုံရင်ပြောရမယ်ဆို G Space ခံတုံးရမယ်။တဆင့်ကြားတွေကနေခံတုံးရမယ်ဆိုရင်တော်တော် အာရုံနောက်တဲ့ထက်မှပါလို့ကျွန်တော်ဒါအဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်တုံးမြင်မှာမဟုတ်ဘူး။အခုအားကြောင့်တကယ်ကို Google ဖုန်းပါတဲ့ Google service ပါတဲ့ဖုန်းလုံးကိုတုံးရတယ်ဆိုတော့ခံစားချက်မျိုးတကယ်ကိုခံစားရတဲ့အတွက်ကြောင့်ဒါကျွန်တော်တုံးပြတာလို့ ြောလို့ရတယ်။ဒါတွေကတော့နီးလန့်နေအများကြီးကို TikTok တွေမှာလည်းရှာလို့ရတယ်။ YouTube တွေမှာလည်းရှာလို့ရတယ်ဖြစ်တဲ့ကြောင့်လွယ်ကူနဲ့ထည့်ပြီးတော့ကွက်ကူလုံပြီးတော့မှသုံးလို့ရတယ်ပေါ့နော်။ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးစမ်းပြီးတော့သုံးတာဘာမှအထင်ကောတော့မရှိဘူး။အဲတစ်ချက်ချက်တော့အအောင်နောက်တာလေးတော့ရှိရတယ်။တစ်ချက်ချက်ကြလို့ရှိရင်အဲ့လိုမျိုး App Gallery မှာမရှိလို့ရှိရင်ကျွန်တော်က Chrome မှာတက်ရှာပြီးတော့ဒေါင်းလာတာမျိုးတွေနော်။ပြီးတော့ဆိုတစ်ခါညနေကြော်ခွာတာမျိုးတွေဒါမျိုးလေးတော့ never နည်းနည်းလေးအအောင်နောက်စရာလေးတော့ရှိတယ်။ဒီဖုန်းရောင်းနေရလက်ရှိအသေးသေးဆိုလို့ရှိရင်တော့ဒီလောက်ပတ်ဝန်းကျင်ရှိတယ်။ ဆိုတော့ use market မှာရှာမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းရဲ့ use market မှာရှာမယ်ဆိုရင်ဒီလောက်ဈေးပမာဏရှိတယ်ဆိုတော့ဒီဖုန်းကဝယ်တင်လားဆိုလို့ရှိရင်တော့ကျွန်တော်တော်များကို recommend ပေးဖို့တော့ခက်တယ်ဒါပွင့်နေပြောတာအဲ့မျိုးကြော်တက်ခွာတက်တယ်ဆိုလို့ရှိရင်တော့ဒီဖုန်းက recommend တော်တော်လေးပေးလို့ကောင်းတယ်ကင်မရာ quality တော်တော်လေးကောင်းတယ်ဘေး quality တော်တော်လေးကောင်းတယ်တုံးဝ smooth တော်တော်လေးဖြစ်တယ်ဒီမျိုးအစသအရာမှာတော်တော်လေးကိုအဆင်ပြေတဲ့ဖုန်းလုံးလို့ all rounder အနေနဲ့တတ်မှတ်လို့ရတယ်ပေးရတဲ့ဈေးပမာဏမှာလည်းတန်တယ်လို့တတ်မှတ်လို့ရတာပေါ့နော် ကျွန်တော်လည်းမင်းမော်နော် brother ဆိုလို့ရှိရင်ဒီဖုန်းဝယ်ဖို့အတွက်စိတ်ကူးရှိလားအစဉ်သင်းရှိလားလို့မင်းမယ်ဆိုလို့ရှိရင်တော့အဖြေကတော့ကျွန်တော်ပေးပြီးသားဖြစ်မှာပါကျွန်တော်ကိုယ်တိုင်တော့မှဒီဖုန်း daily use အနေနဲ့ကျွန်တော်သုံးနေတာဆိုတော့ကျွန်တော်တို့ကတော့ကြော်တက်ခွာတက်တယ်စိတ်လဲနေလေးရှိတာဖြစ်တဲ့အကြောင်းပြီးတော့ကျွန်တော်ကကြော်ချားသုံးရ device တွေလည်းရှိနေသေးတာဆိုတော့ကျွန်တော်တို့လူတယောက်တော့ကတော့အဆင်ပြေတယ်ဒါပေမဲ့ ရန်တော့မဟုတ်ပါဘူးလို့ပြောရင်လည်းပဲဒီနေ့ဗီဒီယိုလို့ကျွန်တော်ဒီမှာပဲဆုံးသက်ချင်ပါတယ်ဖိလစ်ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုမယ်ဆိုလို့ရှိရင် VPN လေးခံပြီးတော့ကြည့်ရှုဖို့တော့မေတ္တာရဲခံချင်ပါတယ်ဒီလိုအားပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် channel လေးကိုကြိုင်းတယ်ဆိုလို့ရှိရင် like and subscribe notify bell နဲ့ပဲကူညီပေးအောင်မေ့ပါနဲ့ကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ခုကြမှာပြန်နေဆိုလို့ရပါ